မြန်မာလိုနာမည်ရဲ့ရှေ့မှာကိုမတက်ပြီးတော့ခေါ်သလိုမျိုး English မှာလည်းပဲ gender marital status ပေါ်လိုက်ပြီးတော့မှမှ to show respect လေးစားမှုကိုပြချင်လို့ပဲဖြစ်ဖြစ် to be polite ရင်ကျေးအောင်ပဲဖြစ်ဖြစ် title state တက်ခေါ်တာရှိတယ်။ generally အဖြစ်ဆိုရင် Mr. Miss Mrs. Ms. Uh, Mr. ကကြတော့ for all men either single or married လက်ထပ်ပြီးသားပဲဖြစ်ဖြစ်လက်မထပ်ရသေးခင်ပဲဖြစ်ဖြစ်အမျိုးသားဆိုတာနဲ့ Mr. တက်ပြီးတော့ခေါ်တယ်။ Miss ကကြတော့လက်မထပ်ရသေးတဲ့အမျိုးသမီးတွေအတွက် မစ္စစ်ကလက်ထပ်ပေးတဲ့အမျိုးသမီးရဲ့အတွက်တကယ်လို့အမျိုးသမီးတယောက်ကလက်ထပ်ပြီးပြီလားလက်မထပ်ရသေးဘူးလားမသေးကြလို့ရှိရင်ကျတော့ miss နဲ့တုံးတယ် ms လို့ရေးပေးမယ် z miss အဲ့ဒီအတန်းလေးထွက်တယ်အခုနောက်ပိုင်းတုံးရတာတွေက mr ရဲ့ miss ရဲ့အာ first name နဲ့ last name မှာဆိုလို့ရှိရင် titles နောက်မှာလိုက်တာတွေကဥပမာ mr ဆိုတဲ့ title ဆိုရင် mr ပြီးရင် last name လိုက်တာများတယ် mr smith อืม full name အပြည့်စုံလိုက်ပြီးတော့မှမှာ Mr. John Smith ဆိုပြီးတော့ခေါ်တာလည်းရှိတယ်ဒါပေမဲ့အဲ့ဒါကအရင် formal ဆန်တယ်အာ Mr. John ဆိုပြီးတော့ first name နဲ့သုံးတာကတော့တော့မှားတယ်အာ first name လိုက်ပြီးတော့သုံးလို့မရဘူး